ကဲမောင်တို့မဲတို့ပျော်ရလာဟိပျော်တာပျော်လိုက်တော့မင်းအောင်နိုင်အတွက်တော့အိမ်မက်ဆိုကြီးရောက်လုံးနေပါပြီကပတ်အတီးတီမှာရှိတဲ့ဖွဲ့စည်းများကပတ်အတီးတီမှာရှိတဲ့ brighter တွေများကပတ်အတီးတီမှာရှိတဲ့ခေါမဆောင်များကအကူအညီတောင်းရှင်အားဖြင့် American Donald Trump စီကိုအဲ့ဒီအကူအညီတောင်းမှုအောက်မှာ American Donald Trump ကဒီရက်ပိုင်းတော့မဟုတ်တရင်လာနေတော့အကြောင်းအကျပါလိုက်မယ်ပြောသွားပါလိုက်မယ်လို့ခရီး ကဘာပြုတ်ခဲ့ပါလေအဲ့ဒါပါလေဆိုတော့မင်းအောင်လိုက်လိုမျိုးကို နောက်ထပ်မရှိတော့အောင်မင်းအောင်လိုက်ဆိုတဲ့ဟာကိုနောက်ထပ်မရှိတော့အောင်လုတ်ပေးပါပြက်ပြက်တတရှင်းလင်းပေးပါတော့ဆိုပြီးတော့အရေးယူပေးတယ်ဆိုတာထက်ကိုအရေးမယူပေးတော့ဘဲနဲ့ပြက်ပြက်တတကိုဆောင်ရွက်ပေးပါဆိုပြီးတော့ကဘာအတီးတီးဖွဲ့စီများအားလုံးအားလုံးကတောင်းတမှုကိုဒေါ်ရန်ထမ်ကဘယ်လိုပြန်ပြောလဲဆိုတော့တနင်္လာတော့မဟုတ်ဒီရက်ပိုင်းမှာအဖြေတိပါလိမ့်မယ်ဆိုပြီးတော့သူက ဖြစ်ဖြစ်တတပြောလာခဲ့ပါတယ်ဒီအပေါ်မှာကျွန်တော်တို့စောင့်ဆိုင်းရမှာဖြစ်ပါတယ်တကယ်လားသတင်းထောက်တွေသတင်းမီဒီယာတွေများနိုင်ငံအသီးခေါင်းဆောင်များတောင်းဆိုမှုကိုအမေရိကန်အနေနဲ့ဖြစ်ဖြစ်တတလုတ်ပေးမယ်ဆိုလို့ရှင်မင်းအွန်လိုင်းအတွက်တော့အိမ်မက်ဆိုးကြီးပေါ့ဗျာမင်းအွန်လိုင်းဆိုးတာမရှိတော့ပါဘူးအဲ့တော့အခုချိန်မှာငလင်မေးကတဘာဝဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကခံနေရတာဖြစ်ပါတယ်ဒါပေမဲ့ငလင်မေးရတော့နောက်နှစ်ရက်သုံးရက်လဲပြီးသွားမယ်အနေထားရှိတယ်အာကာရှင်အချမ်းဘတ်မင်းအွန်လိုင်းလို့လူမျိုးအတွက်ကကျွန်တော်တို့အခုချိန်မှာ ပြက်ပြက်တတမရှင်းနိုင်တွေ့တော့ရှင်းဖို့ခင်းပါတယ်အာနာရှင်အာဂါရှင်များကျွန်တော်တို့ပေါင်း90လုံးလုံးမှာကျွန်တော်တို့မဖြိုဖျက်နိုင်ဘူးအဲ့တော့ဘာပဲပြောအာဂါရှင်ကကျွန်တော်တို့ကဖြိုဖျက်နိုင်တယ်ဆိုလို့ရှင်အဲ့ဒီနေ့ကတိုင်းပြည်ကိုငင်းချတဲ့နေ့ပဲအဲ့တော့အမေရိကန်ဒိုနယ်ထရန့်ဒီတစ်ခါတော့အားကိုးရပါတယ်ကွာကျွန်တော်တို့ဘယ်လိုလာမလဲဆိုတော့စောင့်ကြည့်အောင်အဲ့တော့ဒီဖက်မှာလည်းကျွန်တော်တို့နေထိုင်မေးတွေခန်းစားနေရတဲ့ပုံမှာစိတ်မကောင်းဆိုတော့ဖြစ်ခဲ့ရပေမဲ့ဒီလိုမျိုးတင်းနေလာနေတော့ကျွန်တော်တို့ အာအာရပျော်နေတယ်ကွာအာအာရချိုးဆုံနေတယ်ကွာအဲ့တော့ဘာပဲပြောကျွန်တော်တို့စောင့်ကြည့်အောင်ဗျာအမေကိုဘယ်လိုလဲအမေရဲ့တရင်လေးကြားရတာဆိုတော့သူတွေလည်းခဏစောင့်ဆိုင်ပေးပါကျွန်တော်တို့တရင်ချင်းမြက်ကစုံစမ်းလို့မရခဲ့ပါဘူးအမောင်ချနေပါတယ်လောလောဆယ်မင်းအောင်နိုင်ကနော်နေပြီးတော့တရင်အားလုံးမှန်သမျှအမောင်ချနေပါတယ်အဲ့တော့ကျွန်တော်နောက်ထပ်တရင်ကောင်းလေးတင်ဆက်ပေးသွားဖို့အစင်းနဲ့ချိနေတဲ့အကြောင်းကျွန်တော်ပြောကြလို့ပါတယ်